ရိတ်သမားလုံးဝမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ဂျူဆူလိုက်ပါတယ်အာဆဲကိုချန်ပီယံလိဖလားမရစေချင်တဲ့နောက်ထပ်မန်ဇာမာဟောင်းတဦးလောကမှာမနာလိုဝင်တုံမှုတွေနဲ့ပြေးနှံတဲ့လူသားတွေမှာအများကြီးပဲလို့ဆိုရမှာပါတယောက်ကကိုယ့်ထက်တာသွားလို့ဆိုပြီးတော့မနာလိုဝင်တုံတက်ကြသူတွေရှိသလိုအလုပ်ထဲမှာနေရာတနေရာရာသွားခဲ့လို့ဆိုပြီးတော့လေဘေးနာကနေမနာလိုဝင်တုံစိတ်တွေနဲ့ပူလောင်နေခဲ့ကြတဲ့လောက်ဖို့ကိုင်ပတ်တွေအများကြီးလို့ဆိုရမှာပါလူဆိုတာကလည်းတယောက်တစ်မျိုးမယိုးနိုင်နဲ့မနာလိုစိတ်တွေမှာအများကြီးလို့ဆိုရမှာဖြစ်ပြီးတော့ ဘောလုံးလောကမှာလည်းဘောလုံးတင်းတင်းကအောင်မြင်စပြုလာခဲ့ပြီဆိုရင်လည်းပြိုင်မဲ့တင်းစားမတွေရောပရိသတ်တွေကပါမနာလိုစိတ်တွေပေါက်ဖွားနေခဲ့ကြတာဖြစ်ပါတယ်အခုလည်းအာစတန်တင်းဟာချန်ပီယံလိပြိုင်ပွဲမှာစီမီဖိုင်နယ်ဆင်းကိုတလန်းသွားခဲ့တဲ့အချိန်မှာပြိုင်မဲ့တင်းပရိသတ်တို့ရဲ့ရေထဲကနေထွက်ကြလာစကားသံတွေကကန်နာတွေကိုချန်ပီယံလိမှာမအောင်မြင်စေချင်ကြတဲ့မနာလိုစိတ်တွေရှိနေခဲ့ကြလည်းမြင်တွေ့ထားခဲ့တာဖြစ်ပါတယ်ဖြစ်ချင်တော့ပရိသတ်တွေကမှမဟုတ်ပဲဇာမဟောင်းတချို့ကဆအာစတန်တင်းကိုချန်ပီယံလိစူပလာမရစေချင်တာတော့မြင်တွေ့ထားပါတယ် အဆိုပါကစားမဟောင်းတွေတဲမှာလေမိုင်ယုန်တင်းရဲ့ကစားမဟောင်းတွေကထိတ်ဆုံးတာဆိုသလိုဖြစ်နေခဲ့တာပါဂိန်နဗီဖာဒီနန်တို့လိုကစားမဟောင်းကြီးတွေကအာစတိုင်တင်းနဲ့ပတ်တိုင်တော်တော်လေးကိုဖလားများစေခြင်းကြတဲ့ဝေဖန်သုံးသပ်မှုတွေပြုလုပ်ထားခဲ့ကြတာဖြစ်ပါတယ်အိုင်ဘတ်ခွန်ရှိကိုဝန်အက်စပတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီဝန်အက်စပတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 3996 3003953ကိုဆက်သွယ်နိုင်တော့ ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအဲလိုမှန်သိန်းစာမဟောင်းတွေတဲမှာတချိန်ကပြုံမေးအသေးဆွဲဖြစ်ခဲ့တဲ့ဂျောနံပါတ်ခုနှစ်ပိုင်းရှင်ဟောင်းတယောက်ဖြစ်တဲ့ David Beckham နဲ့ပါဝင်လာခဲ့ပါတယ် Manchester United ရဲ့ဂန်တွင် David Beckham ကအာဆင်နဲ့ PSG တို့တွေ့ဆုံချင်ပြိုင်သွားမယ် Champions League semi-final ပွဲမှာဘယ်သင်းကိုအားပေးရမလဲဆိုတာသိတယ်လို့ပြောကြားသွားခဲ့ပါတယ်အာဆင်နဲ့9ခုနှစ်နောက်ပိုင်း Champions League semi-final အဆင့်ကိုပထမဆုံးကြိမ်ပြန်လည်တယောက်လာနိုင်ခဲ့တာဖြစ်ပြီးတော့ quarter final အဆင့်မှာဘိုးဆွဲကိုရေပန်းစားဆုံးလက်ရှိ Champion ရီယယ်မက်ဒရစ်ကိုနှကြော်ဆုံးနိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ PSG ကတော့ Aston Villa ကိုခက်ခက်ခဲရှင်ပိုင်ခဲ့တာဖြစ်ပြီးတော့ဒူရာကျော်မှအနိုင် Emery ရဲ့အသင်းကပြန်လာနိုင်မှုနှိစက်ခဲ့သေးပေမယ့်နှကြော်ပေါင်း9ကို4ကိုနဲ့ဈေးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒေးဘက်ခန်းကရီယယ်မက်ဒရစ်နဲ့ပွဲက Arsenal ပြီးပြီဆုံးနဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီးတော့နောက်ဆင်းတက်နိုင်ခဲ့တာကအင်္ဂလိပ်ဘောလုံးလောကအတွက်အလွန်ကောင်းမွန်တယ်လို့ပြောဆိုသွားခဲ့တာပါ။ဒါပေမဲ့ဈေးဖိုင်နယ်အဆင့်မှာတော့အသင်းအောင် PSG ကိုဘောလုံးပွဲတစ်ယောက်ဈေးချနာကြောင့်ဂန်နာတွေရှုံးနေမှုမျှော်လင့်နေကြတာဖြစ်ပါတယ်။ဒေးဘက်ခန်းက စီးပွားနယ်စပ်မှာအင်္ဂလိပ်အသင်းကိုမြင်ရတာကအရန်ကောင်းတယ်လို့ထင်ပါတယ်။သူတို့ဒီခြေတိုင်းကစားရင် PSG ကိုနိုင်ရပြီးတော့ဘလူးဝဲတက်နိုင်မှာသိတာပါတယ်။အဲ့လိုဆိုရင်သူတို့အတွက်အသင်းသင်းနဲ့ရောနီးပြားတယောက်ဖြစ်နေအာရီတာအတွက်ပါထူးခြားတဲ့ယာရီဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။ဒီနေ့ချန်ပီယံလိမှာသူတို့ပြသနိုင်စွမ်းဆောင်ရင်ကအရန်ကိုကောင်းမွန်ခဲ့ပါတယ်။အာဆင်ဖန်ကျွန်တော်သားလေးကြီးရှုနေမယ်လို့ထင်ပါတယ်။အဲ့တော့သူတို့ဒီချန်ပီယံလိမှာကောင်းလုံးနိုင်မှုကျွန်တော်မျှော်လင့်ပါတယ်။ဒါပေမဲ့သူတို့ဒီ PSG နဲ့ရင်ဆိုင်မှာဖြစ်လို့ဘယ်သူကိုအားပေးရမယ်ဆိုတာကသိတာပါတယ်။ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်အသင်းတွေကိုလည်းအများအားကောင်းကောင်းလုံးနိုင်စေချင်ပါတယ်။ ချန်ပီယံလိဂ်အရန်ထူးခြားတဲ့ပြိုင်ပွဲပါဆိုပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။အာဆီယံသင်းဟာဆီမီဖိုင်နယ်ဆဲမှာ PSG သင်းနဲ့ရင်ဆိုင်သွားတော့မှာဖြစ်ပြီးတကယ်လို့ဘိုလီဝဲကိုတယောက်သွားနိုင်ခဲ့မယ်ဆိုတော့တစ်ဖက်ကဘာစလိုနာနဲ့အင်တာမီလန်နှစ်သင်းတွေကအနိုင်ရတဲ့တင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်အာဆီယံသင်းနေနဲ့ချန်ပီယံစုလားကြီးကိုရယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပဲဖြစ်ပါတယ်။ဇုံလိကြီးရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။